ငွေကိုရေလိုသုံးပြီးဘန်ကောက်မှာကလေးမွေးဖို့ကွန်ထိုဝယ်လိုက်တဲ့နေကြီးဦးပြိတ္တမြအောင်မဲမင်္ဂလာပါ သူများတွေထက်အဆောက်အအုံရာတာလွန်နေမှသဘောကျတတ်တဲ့ celebrity တွေထဲမှာနေကြည်ဦးကတော့ထိတ်ဆုံးကပါပဲ။သူရဲ့မင်္ဂလာပွဲကိုမြန်မာနိုင်ငံမှာဘယ်သူမှမလုပ်ဖူးသေးတဲ့ YCC ခမ်းမကြီးမှာကျင်းပခဲ့ပြီး Academy ပေးပွဲလာလို့တောင်ထင်မှတ်မှားရလောက်အောင်ခမ်းနားခဲ့တဲ့ဆိုပြီးသတင်းတွေထွက်ပေါ်ခဲ့တာပါ။သိန်းပေါင်း9000ကျော်အိမ်မက်ထဲမှာတော့မသုံးဖူးတဲ့ငွေပမာဏအကြီးကြီးနဲ့ကျင်းပခဲ့တာကြောင့်မြန်မာသမိုင်းမှာအခမ်းအနားဆုံးမင်္ဂလာပွဲအဖြစ်အမှတ်တမ်းဝင်သွားခဲ့တယ်လို့ဆိုကြပါတယ်။ဒီပွဲကတော့အနုပညာရှင်တွေအကောင်လုံးတက်ခွင့်မရပဲမြန်မာနိုင်ငံရဲ့ဒရိတ်ကျဲတထေးကြီးတွေပဲတက်ရောက်ခွင့်ရရဲဆို ိုတဲ့သတင်းတွေကလည်း social media ကိုလှုပ်ခတ်သွားစေခဲ့ပါတယ်။ ဒါပေမဲ့ခဏလေးဒီကြားထဲမှာပဲဟန်နီမွန်းအောင်မထွက်နိုင်ပဲတရားစခန်းဝင်သွားရတယ်ဆိုတဲ့သတင်းတွေမော်ပြင်းနယ်ကသူတို့ပိုင်တဲ့ဆိုင်လက်တဲအပန်းဖြစ်စခန်းကိုပိတ်လိုက်ရတယ်ဆိုတဲ့ဂျာနယ်တွေထဲကစကားလုံးတွေကလည်းလူတွေကိုအံအသင့်စေခဲ့အောင်ရှင့်အချိန်တော်ကြာပရိသတ်ရှေ့ကနေပြောက်ွယ်သွားပြီးတဲ့နောက်မှာတော့အခုတစ်ခါမှလည်းလူတွေရဲ့ပါဆက်ဖျားမှရေပန်းစားနေတဲ့နောက်ထပ်သတင်းတစ်ခုထွက်ပေါ်လာပြန်လာပါအဲ့ဒါကတော့သူ့ရဲ့ရင်သွေးလေးကိုမြန်မာနိုင်ငံမှာမဟုတ်ဘဲငွေတွေထားစရာမရှိအောင်ကြွယ်ဝလွန်းလို့ဗန်ကောက်မြို့မှာကလေးမွေးဖို့အတွက်တမိုးကြီးကွန်ဒိုတလုံးကိုဝယ်ယူလိုက်ပြီဆိုတဲ့အကြောင်းပါပဲ င်ဒီသတင်းကတော့ဘလောက်ထိမှန်နိုင်မလဲတကယ်ပဲလားဒါမှမဟုတ်ပရိသတ်တွေကြောင့်မှပြန့်နှံ့နေတဲ့ကောလာဟလတစ်ခုပဲလားဒါဆိုရင်တော့ကျွန်မနဲ့တူတူအဖြေရှာကြည့်လိုက်ရအောင်ပါရှင်ပထမဆုံးအနေနဲ့သိန်းပေါင်း9000ကျော်ဆိုတဲ့မင်္ဂလာပွဲကုန်ကျစရိတ်ကိုကြည့်လိုက်ကြရအောင်ပါဒီပမာဏကရန်ကုန်မြို့ရဲ့အပြင်ဘက်မှာမြို့အသေးစားလေးတစ်မြို့တင်လို့ရလောက်တဲ့ငွေပမာဏပါဝိုင်းစီစီခမ်းမကြီးမှာအကယ်ဒမီပွဲလို့ခမ်းနားစွာကျင်းပခဲ့တဲ့ဆိုတာကတော့လူမှုကွန်ရက်ပေါ်ကဓာတ်ပုံတွေဗီဒီယိုထဲမှာပဲမြင်တွေ့ခဲ့ရပါတယ် ပေမဲ့တိန်ပေါင်း9000ကျော်ဆိုတဲ့ကုန်ကြဆိတ်အတိအကျကတော့ဘယ်ကနေဘလို့ထွက်ပေါ်လာတဲ့ကိန်းကနန်းလေးဆိုတာဘသူမှအတိအကျမသိကြပါဘူး။ဒါဟာသူ့ရဲ့ခန်းထားတဲ့ပုံရိပ်ကိုပို့ပြီးပေါ်လွင်စေချင်တဲ့သူတွေကချက်ကပြောဆိုလိုက်တဲ့ဆိုရှယ်မီဒီယာဈေးတစ်ခုလည်းဖြစ်နိုင်ပါတယ်နော်။တရားဝင်ထုတ်ပြောထားတာမျိုးမရှိတဲ့အတွက်ဒီကိစ္စကတော့အတိမပြုတ်နိုင်တဲ့သတင်းတစ်ခုအဖြစ်ပဲရှိနေပါသေးတယ်။ နောက်ထပ်တစ်ချက်ကတော့အခွန်လက်ရှိအရန်ကိုနမည်ကြီးနေတဲ့ဗန်ကောက်မှာကလေးမွေးဖို့ကွန်တိုဝယ်လိုက်ပြီဆိုတဲ့ကိစ္စပေါ့။မီချီအိုကဘသူနဲ့မှမတူတာကိုသဘောကျပြီးအများနဲ့သူများထက်တပန်းသားခြင်းနဲ့ပုံစံရှိတယ်ဆိုတာကတော့သူ့ပရိသတ်တွေအသိပေါ့။ဒါကြောင့်သူ့ရဲ့ရင်သွေးလေးကိုနိုင်ငံသားမှမွေးမယ်ဆိုတာဖြစ်နိုင်ခြေရှိပါတယ်။ဒါပေမဲ့ဗန်ကောက်မှာကွန်တိုတလုံးကိုအပိုင်ဝယ်ပြီးမွေးဖောက်ဖို့အထိပြင်ဆင်နေတယ်ဆိုတဲ့သတင်းကတော့ဘလို့ပြောရမလဲရှင်။ကဘာပေါ်ကအထီးကျန်ဆုံးကျွန်းလို့ပါပဲနော်။လူတွေနဲ့အလန်းဝေးနေပါသေးတယ်ဆိုလိုတာကဒီသတင်းနဲ့ပတ်သက်ပြီးယုံကြည်စိတ်ချရတဲ့သတင်းအရင်းမြစ် ဘာမှမရှိသေးပါဘူး သူ့ရဲ့တရားဝင် Facebook page, Instagram အစရှိတဲ့ဘယ်လူမှုကွန်ရက်မှာမှဒီအကြောင်းကိုအရင်မှတောင်ပြောထားတာမတွေ့ရပါဘူး။ဒီတော့ဒါကလည်းဖြစ်စေချင်တဲ့သူတွေရဲ့ပါဇက်ဖြားကနေထွက်ပေါ်လာတဲ့အတိမပြုတ်နိုင်တဲ့သတင်းတစ်ခုသာဖြစ်နေပါသေးတယ်။နေဂျီယူကချမ်းသာတဲ့အမျိုးသားနဲ့လက်ထပ်ပြီးတဲ့နောက်မှာအနုပညာအလုပ်တွေကိုစိတ်မဝင်စားတော့ပါဘူး။ဒီလောကကိုအနိုင်ပိုင်းလိုက်တာလို့ပြောခဲ့တဲ့ဆိုတဲ့အတန်တွေလည်းထွက်ပေါ်လာခဲ့ရှင်။သူ့ရဲ့ခင်မွန်းကလည်းလူချင်းနာမှန်သမျှကိုဖြည့်ဆည်းပေးနိုင်တဲ့ခရိုနီတယောက်ဖြစ်တယ်လို့လည်းဆိုကြပြန်တာပါ။ဒါပေမဲ့ဒီဇာကားရဲ့အားလုံးကလည်းဘေးအင်တာဗျူးမှာဘ ယ်နေရာမှာမှသူကိုယ်တိုင်ပြောခဲ့တယ်လဲဆိုရဲအထောက်ထားလုံးဝမရှိပါဘူးလူတယောက်ရဲ့ပုံရိပ်ကိုသူတို့မပြောတဲ့စကားလုံးတွေနဲ့တိဆောက်ပြီးဝေဖန်ဖို့ဆိုတာကတော့မဖြစ်သင့်ဘူးလို့ထင်ပါတယ် ဒီတော့အချုပ်ပြောရရင်နေဂျီဦးနဲ့ပတ်သက်ပြီးထွက်ပေါ်နေတဲ့သတင်းအများစုကအတိပြုနိုင်ခြင်းမရှိတဲ့ကောလာဟလရီသားဖြစ်နေတာကိုတွေ့ရပါတယ်။ဟုတ်ပါတယ်။သူကချမ်းသာကြွယ်ဝတဲ့ခန္ဓာထေဝစွာနေထိုင်နိုင်နေဆိုတာမှန်ပါတယ်။ဒါပေမဲ့ဆိုရှယ်မီဒီယာမှာပြန့်နှံ့နေတဲ့သိန်းပေါင်း9000ကျော်မင်္ဂလာပွဲဘန်ကောက်ကကွန်တိုအသစ်ကြီးစားရတဲ့အကြောင်းအရာတွေကတော့ယုံကြည်စိတ်ချရတဲ့အရင်းမြစ်မရှိဘဲပြန့်နှံ့နေတဲ့သတင်းတွေသာဖြစ်နိုင်ခြင်းများပါတယ်။ကဲဒါဆိုရင်တော့ပြည်သက်တို့ရောဘလို့ထင်မြင်မိလဲဆိုတော့ comment မှာဆွေးနွေးပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။